အခန်းနဲ့အပြန်အလှန်ပြီးကန်းခြင်းကြားဘူးနေကြအပေးအယူနဲ့အယူအကျွေးမှန်သမျှကိုဖရာတကယ်စီကခြေထားတယ်လို့သဘောထားပြီးဆက်ပါ Ralph Waldo Emerson 1913 လုံခဲ့တဲ့နှစ်အနည်းငယ်လောက်ကပေါမုခါတယောက်ဟာစမ်းသက်ချက်လေးတခုလှုပ်ဆောင်ခဲ့ပါတယ်။သူနဲ့လုံးဝမတိတဲ့တစိမ့်တွေစီ ခရစ်စမတ်ကတ်တွေပို့ခဲ့တာပါ။နည်းနည်းပဲတုတ်ပြန်လာမယ်လို့သူမျှော်လင့်ခဲ့ပေမဲ့သူပြန်ရခဲ့တဲ့တုတ်ပြန်မှုတွေကလက်ဖျားခါလောက်စရာပါပဲ။သူ့ကိုတိလဲမတိကြားလဲမကြားဘူးတဲ့လူတွေက သူ့စီကိုခရစ်စမတ်ကတ်တွေပြန်ပို့လာကြပါလေ။ကတ်ပြန်ပို့လာတဲ့လူအများစုကတော့ပေါမုခဘယ်သူမှန်းတော့မမေးကြပါဘူး။ သူတို့ကခရစ်စမတ်ကတ်တွေရတယ်။အဲ့ဒါနဲ့ရန်တရားဆန်ဆန်တကက်ပြန်ပို့လိုက်တယ်အဲ့ဒါပါပဲ။ဒီစမ်းသက်ချက်ကသေးငယ်ပေမဲ့လူတွေကြားမှာရှိနေတဲ့အားအကောင်းဆုံးလွှမ်းမိုးမှုတစ်ခုကိုတည်တည်ကြာကြာပြသွားနိုင်ပါတယ်။အဲ့ဒါကတော့အပေးအယူစီးမြင်ပါ။တဘောကတော့တခြားသူတယောက်ကပေးလာတဲ့အရာကိုကျွန်တော်တို့ကလည်းတနည်းနည်းနဲ့ပြန်ပေးဖို့ကြိုးစားရမယ်ဆိုတဲ့သဘောပါ။အကယ်၍လူတယောက်ကကျွန်တော်တို့ကိုကူညီရင်သူတို့ကို အကယ်၍လူတစ်ယောက်ကကျွန်တော်တို့ကိုကူညီရင်သူ့ကိုကျွန်တော်တို့ကပြန်ကူညီသင့်ပါတယ်အကယ်၍လူတစ်ယောက်ဟာကျွန်တော်တို့ကိုမွေးနေ့လက်ဆောင်ပေးဘူးရင်သူ့မွေးနေ့ကိုလည်းကျွန်တော်တို့ကမှတ်ထားပြီးတော့လက်ဆောင်တစ်ခုခုပြန်ပေးသင့်ပါတယ်စုံတွဲတွေကကျွန်တော်တို့ကိုသူတို့ပါတီစီဖိတ်ရင် ကျွန်တော်တို့ပါတီလောက်တဲ့အခါကျရင်လည်းသူတို့ကိုပြန်ဖိတ်သင့်ပါတယ်အဘေးအယူစီးမြင်အရာ ကျွန်တော်တို့တွေဟာလက်ဆောင်ဖြစ်စီ အကျွေးအမွေးဖြစ်စေအကူအညီဖြစ်စေရထားခဲ့သည်ရှိရင်အနာဂတ်မှာတင့်တော်တဲ့ဤတမျိုးမျိုးနဲ့ခြေစုပ်ပြန်ဆက်ဖို့တာဝန်ရှိနေပါတယ်။ဒါကြောင့်အဲ့ဒီအကူအညီတွေရတိုင်းခြေစုပ်ကြွေးကလည်းအထက်အလျောက်တင်သွားပါတယ်။အင်္ဂလိပ်ဘာသာစကားမှာတင်မကပဲတခြားဘာသာစကားတွေမှာလည်းတာဝန်ခြေသွားပါပြီဆိုတာကခြေစုပ်တင်ပါတယ်ဆိုတဲ့စကားနဲ့အတိတ်ပဲချင်းစင်တူတဲ့စကားလုံးဖြစ်လာတဲ့အထိပါပဲ။အဘေယူစီးမင်းနဲ့ သူနဲ့အတူပါလာတဲ့တာဝန်တိစိတ်တို့ရဲ့အထင်ကြီးစရာအချက်တစ်ခုကတော့သူတို့ဟာလူရင်ကျေးမှုရဲ့ကဏ္ဍတိုင်းမှာပြန့်နှံ့တက်ရောက်နေတာပါပဲသူရဲ့ပါဝင်မှုဟာကျေပြန့်လွန်းတဲ့အတွက်အသေးစိတ်လေးလာအသေးစိတ်လေးလာခဲ့ပြီးတဲ့နောက်လူမှုဗေဒပညာရှင် Elvin Goldena ရဲ့တွေ့ရှိချက်အရဟာအပြန်အလှန်ကျေးဇူးပြုခြင်းနဲ့ကင်းတဲ့လူအဖွဲ့အစည်းရဲလို့မရှိပါဘူးတဲ့လူအဖွဲ့အစည်းတိုင်းမှာလည်းနေပယ်ကဏ္ဍအားလုံးမှာ နန်းနန်းရှမ်းရှမ်းအမြင့်တွေနေကြောင်းတွေ့ရှိခဲ့ပါတယ်။အဘေးအယူစီးမင်းကတစင်းစင်ပွားလာတဲ့တိုးတက်ပြီးသားကျေးဇူးကျွေးစနဲ့ဟာလူမှုယဉ်ကျေးမှုမှာရှိတဲ့လူမှုယဉ်ကျေးမှုမှာပဲရှိတဲ့ထူးခြားချက်တစ်ခုပါ။ရှေဟောင်းသူတေသည်ရစ်ချတ်ကီလီကလည်းအပြန်အလှန်ကျေးဇူးပြုတဲ့စနဲ့ဟာကျွန်တော်တို့ကိုလူသားစံစေကြောင်းပြောပါတယ်။သူကကျွန်တော်တို့ရဲ့ဘိုးဘင်းဘီဘင်တွေကကျေးဇူးပြုခြင်းကွန်ရက်တစ်ခုတည်းမှာ အစားအစာနဲ့ကျွမ်းကျင်မှုတွေကို မျှဝေသုံးစွဲခဲ့ကြလို့သာအခုလိုကျွန်တော်တို့ဖြစ်လာရတာပါလို့ဆိုပါတယ်မနုဿဗီဒပညာရှင်တွေ ဖြစ်ကြတဲ့လီယိုနယ်တိုင်ဂါနဲ့ရောဘင်ဖော့စ်တို့ကလည်းခြေစုပ်ပြုခြင်းကွန်ရက်ကို လူသားတွေရဲ့ထူးကဲလိုက်လျောညီတွေရှိမှုစနစ်တစ်ခုအဖြစ်ရှုမြင်ကြပါတယ်အဲ့ဒီစနစ်ကလောအခွဲဝေခြင်းကုံစီဖက်လှခြင်းဝန်ဆောင်မှုခြင်းဖက်လှခြင်းစတာတွေကို အစဉ်ပြေလွယ်ကူစေတဲ့အပြင် မတူညီတဲ့အရေးအချင်းကိုစီရှိကြတဲ့လူတွေကိုအချင်းချင်းအပြတ်အလန့်ကျေစုပြုနေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့စုဝေးနိုင်စေပါတယ်။အဲဒီကိုရဟာတိုင်ဂါနဲ့ Force ရညွှန်းခဲ့တဲ့လူမှုအသိုက်အဝန်တိုးတက်မှုတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့ကျေစုပြုခြင်းမှာတရေတည်နေတဲ့အရေးအသွေးတစ်ခုဖြစ်ပါတယ်။လူတွေကြမှာနက်နက်ရှာရှာအမြင့်တွေနေတဲ့ကျေစုဆက်လို့စိတ်ဟာလူတွေရဲ့ လူမှုရေးတိုးတက်မှုမှာကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ဟာတခြားသူကိုတခုခုအစာအစာခွန်အားဂယုဆိုင်မှုစသည့်အရာတွေကိုပေးတဲ့အခါမှာအကျိုးမရောက်ကြောင်းစိတ်ချချနဲ့ယုံကြည်ထားနိုင်လို့ပါပဲ။စင်ငယ်ပြောင်းလဲလာတဲ့သမိုင်းတစ်လျှောက်ပထမဆုံးအကျဉ်ဖြစ်လူတယောက်ဟာကိုယ့်ဘက်ကတကယ်ဆုံးရှုံးခြင်းမရှိဘဲတခြားလူတယောက်ကိုဘယ်အရာကိုမဆိုပေးကမ်းနိုင်သွားပါလဲ။ရလအနေနဲ့လူတွေက ကိုဘက်ကစာပေးရမယ့်အပေးအယူတွေမှာတိတ်ပြီးတော့လက်မတွန်းကြတော့ပါဘူး။ကုညီတာတွေလက်ဆောင်ပေးတာတွေအကာအကွယ်တွေကုန်ပစ္စည်းဖလှယ်မှုတွေရှိတဲ့ရှုပ်ထွေးနှက်နေတဲ့စနစ်တွေဟာလူတွေကြားမှာပို့ပြီးတော့အဆင်ပြေလာပါတယ်။အဲ့ဒီလိုစနစ်တွေရှိတဲ့လူအဖွဲ့အစည်းတွေအတွက်အစမတန်အကျိုးရှိစေခဲ့ပါတယ်။အပေးအယူစီးမြင်ဟာလူရင်ကျေးမှုအတွက်အခုလိုမြင်သာတဲ့အကျိုးဆက်တွေရှိတာကြောင့်လူသားတိုင်းပြတ်တမ်းရတဲ့လူမှုရေးဝန်ဆက်မှုလုပ်ငန်းစဉ် လူတယောက်ဟာအသက်အဝန်းတစ်ခုတည်းဝန်ဆက်မှုသက်ဆိုင်ရာဓလိထုံးနှံ့တွေကိုမှတ်သားလေ့လာရတဲ့လုပ်ငန်းစဉ်ကတစ်ဆင့်အပြန်အလှန်ကျေးဇူးပြုစိတ်ဟာကျွန်တော်တို့ယင်ထဲမှာနတ်နတ်ရှိုင်းရှိုင်းအမြင့်တွေခဲ့တာဖြစ်ပါတယ်။အပြန်အလှန်ကျေးဇူးပြုခြင်းကအနာဂတ်အထိအကျိုးရှိပုံနဲ့ပတ်သက်ရင်မက္ကဆီကိုနဲ့အီသီယိုးပီးယားကြားကအဖြစ်ထက်ကောင်းတဲ့ဥပမာမရှိတော့ပါဘူး။ဖြစ်ပုံကတော့1985ခုနှစ်မှာ အီသီယိုးပီးယားပြည်သူတွေအငတ်ဘေးသင့်ခဲ့စဉ်ကမက္ကဆီကိုနိုင်ငံကလူသားချင်းစာနာထောက်ထားမှုအကူအညီဖြစ်ဒေါ်လာ9000ကူညီခဲ့ပါတယ်။အဲ့ဒီနှစ်ကအီသီယိုးပီးယားရဲ့အငတ်ဘေးဟာတမိုင်းတစ်လျှောက်အဆိုးဆုံးလို့တောင် ဆိုနိုင်ပါတယ်။စီးပွားရေးစနစ်ကလည်းနလန်မတူနိုင်ပါဘူး။ရိတ်ခါပိုင်းမှာလည်းနှစ်နဲ့ချီမိုးကောင်းရေရှားမှုနဲ့ပြည်တွင်းစစ်ကြောင်ကုန်းကောက်စရာမကြံတော့ပါဘူး။ပြည်သူတွေကလည်းယောဂနဲ့အငတ်ဘေးတံကြောင့်တဖြုတ်ဖြုတ်သေဆုံးနေကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကြုံနေရတဲ့နိုင်ငံကိုမက်ဆီကိုကဒေါ်လာ9000ကူညီတယ်ဆိုတာကျွန်တော်အတွက်တော့အံ့ဩစရာမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအကူအညီဟာစန့်ကျင်ဘက်ဖြစ်သွားတယ်လို့သတင်းစာမှာဖတ်လိုက်ရချိန်မှာတော့ကျွန်တော်ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။အီသီယိုးပီးယားနိုင်ငံကြက်ချီနီအသင်းရဲ့အရာရှိတွေဟာအဲ့ဒီငွေတွေကိုသူတို့မယူဘဲတက်ဆီမက်ဆီကိုနိုင်ငံကငလျင်ဘေးတင်ပြည်သူတွေကိုပြန်လှူဒန်းမှုဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းမှာ ပုံမှန်ဆိုရင်စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းပေမဲ့အလုံးနဲ့ပတ်သက်ရင်တော့အားရစရာကောင်းတဲ့အချက်တခုကျွန်တော်မှာရှိပါတယ်။လူတွေရဲ့အမှုအချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားမလည်တဲ့အခါတိုင်းအဲ့ဒီအကြောင်းကို လုံးစည်းပတ်စည်းစူးစမ်းခြင်းနဲ့အချက်မှာဒီကိစ္စမှာတော့ဇက်လန်ရဲ့စင်မြစ်ကိုကျွန်တော်လိုက်နိုင်ခဲ့ပါတယ်။ကံကောင်းတာကအီသီယိုးပီးယားရဲ့အပြုအမူကိုကျွန်တော်လိုမျိုးမယုံနိုင်ဖြစ်သွားတဲ့တည်င်းတောက်တယောက်ရှိနေခဲ့တာပါ။သူရခဲ့တဲ့အဖြေကလည်းအပေးအယူစီးမြင်းနဲ့ဆက်ဆက်နေဆက်ဆက်လို့ရနေပါတယ် အီသီယိုးပီးယားမှာအခုအညီတွေအသေးအတန်လိုအပ်နေတာတောင်းအလူငွေကိုမက္ဆီကိုနိုင်ငံစီပြန်ပို့လိုက်ရတဲ့အကြောင်းအရင်းကတော့1935ခုနှစ်အီတလီကအီသီယိုးပီးယားကိုကျူးကျော်ခဲ့စဉ်ကမက္ဆီကိုဟာအီသီယိုးပီးယားကိုကူညီပေးခဲ့ဘူးလို့ပါအဲ့ဒီသတင်းကိုကြားလိုက်ရတော့ကျွန်တော်အံ့ဩသွားပါတယ်ဗဟေဒီတော့မဖြစ်တော့ပါဘူးဂျေဇုဆက်လို့စိတ်ဟာမတူညီတဲ့ယဉ်ကျေးမှုတွေအကွာအဝေးတွေ ကြီးငယ်တဲ့အငတ်ဘေးတွေတကူကောင်းဆန်မှုတွေကိုကျော်လွန်နိုင်ခဲ့ပါတယ်။နှစ်ပေါင်း60ကြာပြီးနောက်မှာဂျေဇူးပြုစရာအခက်အခဲတွေကြားကနေအောင်မြင်ခဲ့ပြန်ပါတယ်။အထင်တော့မပါပါနဲ့။လူအဖွဲ့အစည်းတွေဟာအပေးအယူစည်းမျဉ်းကနေကြီးမားတဲ့အားသာချက်တွေရကြပါတယ်။လူအဖွဲ့အစည်းတိုင်းကလည်းပါဝင်တဲ့လူတွေကိုအဲ့ဒီစည်းမျဉ်းအတိုင်းလိုင်းနာကျင့်သုံးတက်အောင် လေ့ကျင့်ပေးကြပါတယ်။ကျွန်တော်တို့အားလုံးဟာအဘေးအယူစည်းမျဉ်းအတိုင်းလိုက်နာဖို့တင် जा ခဲ့ရပြီးတော့အဲ့ဒီစည်းမျဉ်းကို ဖောက်ပြက်သူတွေကိုလူအဖွဲ့အစည်းကပေးမဲ့ပြစ်ဒဏ်ကိုသိကြပါတယ်။အဲ့ဒီလိုလူတွေကိုရည်ညွှန်းဖို့အတွက်မကောင်းတဲ့စကားလုံးတွေသုံးပါတယ်။အခွင့်အရေးသမားဂျေစုကန်းတဲ့ကောင် လူညစ်စားသဖြင့်ပေါ့။အယူသာရှိပြီးအပေးမရှိတဲ့လူတွေကိုဆက်ဆုပ်ကြတဲ့အတွက်ကျွန်တော်တို့အားလုံးဟာအဲ့ဒီလိုလူလိုအဲ့ဒီလိုလူလို့အထင်မခံရဖို့အတွက်အတိုင်းအထက်အလွန်ကြိုးစားကြပါတယ်။အဲ့ဒီလို အတိုင်းအထက်အလွန်ကြိုးစားနေရင်ကကျွန်တော်တို့ရဲ့ဂျေစုကြွေးတင်မှုကို အမြတ်ထုတ်ဖို့ချောင်းနေတဲ့လူတွေရဲ့အခွင့်ရေးယူခြင်းကိုခံရပါတော့တယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဩဇာတိတ်ကမဆိုတဲ့စာအုပ်အပိုင်း၃ပဲဖြစ်ပါတယ်။အဘေးယူစည်းမျဉ်းကိုလွှမ်းမိုးမှုရဲ့လက်နက်တစ်ခုအနေနဲ့အသုံးချပုံကိုနားလည်ဖို့ဆိုရင်ကော်နယ်တက္ကသိုလ်ကပါမုခဒန်နစ်ရီဂန်လုပ်ခဲ့တဲ့သူ့ဒေသနာကိုတေချာကြည့်ဖို့လိုပါတယ်။သူ့ဒေသနာမှာပါဝင်သူတယောက်ဟာတခြားတယောက်နဲ့အတူ ပကြီကားတွေကိုအကဲဖြတ်ရပါတယ်။သူ့ကိုတော့အမှုပညာနဲ့ပတ်သက်တဲ့သူ့တည်သနာလိုပဲပြောထားတာပါ။တခြားတစ်ယောက်ကတော့ပါဝင်သူအနေနဲ့အလိုက်တဲ့ဟန်ဆောင်နေတဲ့ဒေါက်တာရီဂန်ရဲ့လက်ထောက်တစ်ယောက်ပါ။သူ့ကိုတော့ဂျိုးလို့ခေါ်ကြတာပေါ့။အဲ့ဒီစမ်းသပ်ချက်ကို အခြေအနေနှစ်ခုနဲ့စမ်းသပ်ပါတယ်။တချို့စမ်းသပ်ချက်တွေမှာဂျိုးကပါဝင်သူအစ်စ်ကိုမတိမတာအကူအညီလေးတွေပေးပါတယ်။ ခဏနားချိန်မှာသူကအခန်းပြင်ကိုထွက်သွားပြီးကိုကာကိုလာနှစ်ဘူးယူလာပါတယ်တဘူးကပါဝင်သူအတွက်ဖြစ်ပြီးတော့တဘူးကတော့သူ့အတွက်ပါဘူးကိုပေးချိန်မှာလဲစစ်တန်းကောက်နေတဲ့လူကိုဖြော်ရည်ယူပြီးဖြော်ရည်ယူလို့ရမလားလို့မေးလိုက်တာယူလို့ရတယ်ဆိုလို့ခမရအတွက်ပါယူလာခဲ့ပြီးတယ်လို့ပြောပါတယ်တခြားအချိန်တွေမှာတော့ဂျိုးကဘာတခုမှယူမလာပဲလက်ပလာနဲ့ပဲအခန်းငယ်ပြန်ဝင်လာပါတယ်။အဲ့ဒီနေရာကလွယ်ပြီးတခြားအချိန်တွေမှာ ဂျိုးကအချိန်တိုင်းတပုံစံနဲ့ပြုတ်မှုပါတယ်ပကြီးတွေအားလုံးကိုအကဲဖြတ်ပြီးတဲ့နောက်စစ်တန်းကောက်သူကအခန်းပြင်ကိုထွက်သွားချိန်မှာဂျိုးကပေါဝင်သူကို အကူအညီတစ်ခုတောင်းပါတယ်သူအနေနဲ့ကားသစ်တစ်စီးအတွက်မဲလက်မှတ်တွေရောင်းနေကြောင်းမဲအများဆုံးရောင်းရရင်ဒေါ်လာ90လက်ဆောင်ရမယ့်အကြောင်းပြောပါတယ်ဂျိုးကပါဝင်သူကိုမဲလက်မှတ်တစ်ခုကို25ပြားနဲ့ဝယ်ဖို့အကူအညီတောင်းတာပါ ဘလောက်ဝယ်ဝယ်ကိစ္စမရှိပါဘူးများရင်တော့ကောင်းတာဗောလို့ပြောပါတယ်ဒီတုတေသနာရဲ့အဓိကရှာဖွေ တွေ့ရှိချက်ကတော့အခြေအနေနှစ်ခုပုံမူတည်ပြီးတော့မဲလက်မှတ်ရောင်းရနှုံးမဲဖြစ်ပါတယ်ရှေ့မှာဂျိုးစီကနေဖြော်ရည်ဘူးရဘူးတဲ့ပါဝင်သူတွေကမဲလက်မှတ်ပိုဝဲတယ်ဆိုတာကတော့ပြေးကြည့်စရာတော့မလိုပါဘူးဂျိုးအပေါ်မှာဂျေစုဂျွေးတင်နေတယ်လို့သူတို့ကခံစားရတာကြောင့်ဖြော်ရည်ဘူးမရတဲ့လူတွေထက်နှစ်ဆလောက်ပိုပြီးတော့မဲလက်မှတ်ဝယ်ပေးကြပါတယ် ရီဂန်ရဲ့သူတေသနာကအပေးအယူစီးမင်းရဲ့အလုတ်လုတ်ပုံကိုရိုးရိုးလေးရှင်းပြထားတာဆိုပေမဲ့စစ်စစ်တွေးကြည့်ရင်အပေးအယူစီးမင်းကိုကိုဂျိုးအတွက်အသုံးချပုံကိုနားလေစေနိုင်မဲ့အရေးကြီးတဲ့ဝိတ္တေတာလက္ခဏာတွေကိုဒီသူတေသနာကနဲ့တစ်ဆက်လေ့လာနိုင်ပါတယ်အပေးအယူစီးမင်းဟာလွှမ်းမိုးမှုအားကောင်းပါတယ်တခြားသူတယောက်စီကနေလိုက်လျောမှုရဖို့အတွက်အပေးအယူစီးမင်းကို ထိတိယောက်ယောက်အသုံးချနိုင်တဲ့အကြောင်းအရင်းတွေတဲကတကူကတော့သူ့ရဲ့စွမ်းအားကြောင့်ဖြစ်ပါလေဒီစီမင်းဟာတိတ်အားကောင်းပါလေဂျေစုကျွေးတင်နေတယ်ဆိုတဲ့ခံစားချက်သာရှိမနေနဲ့ရင်းဆန်ခံရမယ့်တောင်းဆိုမှုတွေကိုပါ လိုက်လျောလာနေနိုင်တဲ့အထိအားကောင်းပါလေတောင်းဆိုမှုတစ်ခုကိုလိုက်လျောတဲ့မလိုက်လျောတဲ့ဆုံးဖြတ်တဲ့နေရာမှာအရေးပါတဲ့တခြားအကြောင်းအရင်းတွေကိုပါအပေးအယူစီမင်းကလွှမ်းမိုးသွားနိုင်ပုံကို ဒေါက်တာရီဂန်သူတေသနာရဲ့ဒုတိယရလမှာတွေ့နိုင်ပါတယ်။ရီဂန်ဟာလိုက်လျောနာခံမှုမှာအပေးအယူစီးမြင့်ရဲ့တက်ရောက်မှုကိုစိတ်ဝင်စားခဲ့ယုံတယ်မှာကပဲ။လူအချင်းချင်းသဘောကျနှစ်သက်မှုက လိုက်လျောမှုအပေါ်ဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုပါစိတ်ဝင်စားခဲ့ပါတယ်။ဂျိုးအပေါ်ကြိုက်နှစ်သက်မှုကပါဝင်သူတွေရဲ့လက်မှတ်ဝယ်နှုန်းအပေါ်ဘယ်လောက်တက်ရောက်မှုရှိတယ်လဲတိုင်းတာဖို့အတွက် ရေဂန်ဟာပါဝင်သူတွေကိုဂျိုးအပေါ်ဘလောက်နှစ်သက်ကြောင်းမှတ်ချက်ပေးစေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ရဲ့မှတ်ချက်တွေအပေါ်မူတည်ပြီးတော့သူတို့ဝယ်ယူခဲ့တဲ့လက်မှတ်ပမာဏနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ဂျိုးကိုသဘောကျလေလေလက်မှတ်ဝယ်ခြင်းစိတ်များလေလေဆိုတာတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဒါကအစာပဲရှိပါသေးတယ်။လူတွေကကိုသဘောကျတဲ့သူကိုပို့ပြီးတော့ကူညီလိုစိတ်ရှိကြောင်ကျွန်တော်တို့သိထားပြီးသားပါ။ဒါပေမဲ့ရီဂန်သူတေသနာရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ ဂျိုးစီကနေဖြော်ရည်ဘူးရပြီးတဲ့အခြေအနေအောက်မှာဆိုရင်သဘောကျနှစ်သက်မှုနဲ့လိုက်လျောမှုကြားကဆက်နွယ်မှုဟာလုံးလုံးမရှိတော့ပါဘူးဂျိုးကိုကျေးဇူးကျွေးတင်ထားတဲ့သူတွေဟာဂျိုးကိုသဘောကျသည်ဖြစ်စေမကြသည်ဖြစ်စေသူ့ကိုကျေးဇူးကျွေးပြန်ဆက်ရမယ်ဆိုတဲ့တာဝန်တိစိတ်တစ်ခုရှိနေတဲ့အတော့လက်မှတ်များများဝယ်ပေးကြပါတယ်အဲ့ဒီလိုအခြေအနေမှာဂျိုးကို မနစ်မြိုကြောင်မှတ်ချက်ပေးခဲ့တဲ့သူတွေကလည်း ဂျိုးကိုနှစ်တက်တယ်လို့မှတ်ချက်ပေးခဲ့တဲ့သူတွေနဲ့လက်မှတ်ပမာဏချင်းမတိမ်မငြိမ်ဝဲခဲ့ကြပါတယ်။ပုံမှန်ဆိုရင်လိုက်လျောမှုအပေါ်တက်ရောက်မှုရှိတဲ့အကြောင်းအရင်းတစ်ခုဖြစ်တဲ့တောင်းဆိုသူအပေါ်ကြိုက်နှစ်တက်မှုဆိုတဲ့အချက်ကိုပါလွှမ်းမိုးသွားနိုင်တဲ့အသည့်အပေးအယူစီမင်းကအားကောင်းခဲ့ပါတယ်။လက်တွေ့အတုံးချချပုံတွေကိုစဉ်းစားကြည့်လိုက်ပါ။ပုံမှန်အားဖြင့်ကျွန်တော်တို့နှာခေါင်းရှုံပြီးတက်ကြတဲ့သူတွေ အလိုက်မသိတဲ့အယောင်သမားတွေကြီးမရတဲ့အတိမိတ်ဆွေတွေဒူးဒူးဆန်းဆန်းအဖွဲအစည်းတွေကကိုယ်စလဲတွေဟာသူတို့ရဲ့တောင်းဆိုမှုကိုမလောက်ခင်ကျွန်တော်တို့ကိုတခုခု ပေးကမ်းကူညီခြင်းအားဖြင့်သူတို့အလိုကိုလိုက်လျောနိုင်ခြင်းကို အစမတန်တိုးမြင့်နိုင်သွားပါတယ်ကျွန်တော်တို့တွေကြုံတွေ့လောက်မဲ့ဥပမာတခုကိုကြည့်ရအောင် Hey Krishna Society ဟာအရှိတိုင်းဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ် သူ့ရဲ့ယာဇဝင်ကိုတော့အိန္ဒိယနိုင်ငံကလကတာမြို့အထိယာစုနှစ်နဲ့ချီပြီးတော့ခြေရာပြန်ကောက်နိုင်ပါတယ်။ဒါပေမဲ့အခုပြောပြမယ်ဇလန်းကသူတို့တွေအနေနဲ့နောက်လိုက်အင်အားငွေကြေးအင်အားတွေတိတိသားသားတိုးပွားလာခဲ့တဲ့1980ခုနှစ်တွေဝန်းကျင်မှာဖြစ်တဲ့ဇလန်းတပုတ်ပါ။ဒီချိန်မှာတော့ခရစ်ရှနာအနုတ္တတိအသိန်းကိုရည်ညွှန်းခြင်းမှာ အဒင်းတော်ရဲ့ဘန်ဒာရင်းငွေကိုတော့လမ်းကြောင်းမျိုးစုံကနေရပါတယ်အဲ့ဒီလမ်းကြောင်းတွေတဲကအခြေခံအကြဆုံးတဲ့လူတိအများဆုံးကတော့အသင်းဝင်တွေဟာလမ်းသွားလမ်းလာတွေစီကနေပြီးတော့အလူငွေကောက်ခံတာပါပဲအမေရိကန်နိုင်ငံကိုအသင်းတော်ရောက်ကာစားကအလူငွေကောက်ခံခဲ့ကြတဲ့အခါမြင်တဲ့သူတိုင်းမမေ့နိုင်မဲ့ဝတ်စားစည်ရင်ပုံမျိုးတွေနဲ့ကောက်ခံကြပါတယ်များသောအားဖြင့်ကောင်းတုံးရိတ်ထားပြီးတော့ပုံမကျတဲ့ဝတ်ယုံတွေ ခြေစွတ်တွေပဒီးတွေခေါင်းလောင်းတွေဆွဲထားကြတဲ့အသင်းဝင်တွေဟာလမ်းတွေထဲလှည့်လည်ရင်တံပြန်ရွတ်ဆိုပြီးတော့အလူငွေတွေကောက်ခံကြပါတယ်။အဲ့ဒီနီလန်းဟာလူအာယုံစိုက်မှုရဖို့အတွက်အင်မတန်တိရောက်ခဲ့ပေမဲ့အလူငွေကောက်ခံတဲ့အပိုင်းမှာတော့အခြေအနေမဟန်ခဲ့ပါဘူး။တာမန်အမေရိကန်ပြည်သူတွေဟာအသင်းဝင်တွေကိုထူးဆန်းတယ်လို့မြင်ခဲ့ကြပြီးအလူအငွေထည့်ဖို့လက်တွန်ခဲ့ကြပါတယ်။ဒါလူလူဆက်ဆံရေးပြဿနာတစ်ခုဆိုတာကိုအသင်းတော်က ထက်မြန်မြန်ပဲတတိပြုမိခဲ့ပါတယ်။အလူရှင်လောင်းလျာတွေကအသင်းဝင်တွေရဲ့ဝဆားစည်ရင်ပုံတွေကိုမနှစ်မြိုခဲ့ကြပါဘူး။အသင်းတော်ကသာတာမန်ကြောင်ညာအဖွဲ့အစည်းဖြစ်ခဲ့မယ်ဆိုရင်ဖြည့်ရှင်းလေးကရှင်းရှင်းလေးပါပဲ။လူတွေရဲ့မကြိုက်တဲ့အရာကိုမလုပ်ယုံဖို့ဒါပေမဲ့သူတို့ဟာဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့်အသင်းအဝင်တွေရဲ့ဝဆားစည်ရင်မှုပုံတွေဟာဘာသာရေးထုံးတမ်းတွေနဲ့တစိမ့်တစ်ပိုင်းဆက်နွယ်နေပါတယ်။ ။ဘာသာရေးထုံးတမ်းတွေကလည်းလူအလိုအတိုင်းပြောင်းရယူမရှိတာကြောင့်အသင်းတော်ဟာတကယ်အခက်အခဲကိုကြုံရပါတော့တယ်။တစ်ဖက်မှာတော့ဘာသာရေးအရာအရေးပါတဲ့ယုံကြည်မှုတွေဝတ်စားစင်ပုံတွေနဲ့သဘင်ပုံစံတွေရှိပါတယ်။နောက်တစ်ဖက်မှာတော့အသင်းတော်ရဲ့ဘန်နာရေးကိုထိခိုက်စေတဲ့အပြင်အမေရိကန်ပြည်သူတွေစီကအမြင်မကြည်မှုတွေပါရှိနေပါတယ်။သူတို့ဘာလုပ်ခဲ့ကြတယ်ထင်ပါလဲ။အသိန်းတော်ရဲ့ဖြည့်ရှင်းမှုကတိတ်ကိုကောင်းခဲ့ပါတယ် တခြားသူတွေရဲ့အကျိုင်းနှစ်သက်မှုကိုမလိုအပ်တဲ့ရံမုံငွေရှာနီးဗျူဟာတကူကိုပြောင်းလဲလိုက်တာပါသူတို့ဟာအပေးအယူစီးမြင့်တဲ့အကိုင်းကြီးတဲ့ရံမုံငွေတောင်းခံခြင်းလုပ်ငန်းစဉ်တကူကိုစတင်ပြီးတော့အကောင့်ထဲပို့ခဲ့ပါတယ်အဲ့ဒီစီးမြင့်ဟာရီဂန်သူတည်တနာအရာတောင်းဆိုသူအပေါ်အကျိုင်းနှစ်သက်မှုမရှိရင်တော့အောင်မြင်လောက်တဲ့အထိအားကောင်းပါတယ်ဗျူဟာအစ်စ်မှာတော့အရင်လို လူထုထက်တဲ့ပြည်သူပိုင်းနေရာတွေ အထူးသဖြင့်လေစိတ်တွေမှာအလူအငွေကောက်ခံတဲ့ပုံစံကိုကျင့်သုံးဆဲပါပဲဒါပေမဲ့မတူတော့တာက အလူငွေထဲ့ဝင်မှု မတောင်းဆိုခင်မှာလက်ဆောင်တစ်ခုကိုအရင်ပေးပါတယ်စာအုပ်ဖြစ်စေအသင်းတော်ရဲ့ကိုပိုင်မဂ္ဂဇင်းဖြစ်တဲ့ Back to Godhead Magazine ဖြစ်စေဒါမှမဟုတ်ဈေးအတက်သားဆုံးဖြစ်တဲ့ဘန်ဂလီတပွင့်ဖြစ်စေပေးလို့ရှိပါတယ်ရုတ်တရက်လက်ထဲကိုပန်းဝင်ရောက်လာတာဖြစ်စေအိတ်ကတ်ထဲပေးလိုက်တာဖြစ်စေ ကြုံရတဲ့လမ်းသွားလမ်းလာတယောက်ဟာဘယ်နည်းနဲ့မှပန်းကိုပြန်ပေးလို့မရတော့ပါဘူး။သူ့အနေနဲ့အချောက်အကန်ငင်းရင်တော့မရပါဘူး။ကျွန်တော်တို့ကလက်ဆောင်ပေးတာပါလို့ဘေးကန်းသူကပြောရင်ပြန်ယူဖို့ကိုငင်းဆန်ပါတယ်။အဲ့ဒီလိုအသင်းဝင်တယောက်ကအပေးအယူစင်းမရဲ့စွာအားကိုဗန်နီယူပြီးမှအသင်းတော်တို့အလူငွေထည့်ဝင်ဖို့တောင်းဆိုပါတယ်။ဒီဗျူဟာကအသင်းတော်တို့အစမတန်အောင်မြင်ခဲ့ပြီးတော့ဗန်နာကြီးမှလည်းအစဉ်ပြေခဲ့ပါတယ်။အဲ့ဒီကတစင်းကဘာတော်ဝါမှာဘုရားကျောင်းတွေ လုပ်ငန်းတွေအိမ်တွေနဲ့စင်တာပေါင်းမြောက်များစွာတိဆောက်လာနိုင်ခဲ့ပါတယ်။စကချက်အနေနဲ့အပေးအယူစည်းမျဉ်းဟာအတင်းတော်အတွက်တိတ်ပြီးတော့အသုံးမဝင်တော့ပါဘူး။အပေးအယူစည်းမျဉ်းကတက်ရောက်မှုလျော့သွားတာကြောင့်မဟုတ်ပဲကျွန်တော်တို့တွေကအသိဝင်တွေရဲ့ view ဟာကနေရှောင်တိမ်မှု နီးလန်းတွေရှာတွေ့သွားတာကြောင့်ပါ။တို့နဲ့ကြုံမှုတဲ့သူတွေဟာတခါကြုံမှုပြီးတဲ့နောက်လေစိတ်တွေပူထားရုံနဲ့မှအသိဝင်ကိုရှောင်ကြပါလေ။ သူတို့ပေးတဲ့လက်ဆောင်ကိုလည်းညင်းမှုကြိုတင်ပြင်ဆင်လေးရှိပါတယ်။အခုလိုလူတွေရှောင်လာရတဲ့အတွက်အသင်းတော်တွေက အသင်းဝင်တွေကိုခေပေါ်ပုံစံတွေဝတ်စားစင်ရင်စေပြီးတတိမထားမိအောင်နေဖို့ညွန်ကြားခဲ့ပေမဲ့ပြောရလောက်အောင်အလုံးမဖြစ်ခဲ့ပါဘူး။လေစိတ်လိုလူထူတတ်တဲ့နေရာတွေမှာတစင်းတယောက်ကပေးတဲ့လက်ဆောင်တွေကိုလက်မခံဘူးလူတတော်များများကသိနေကြပါပြီ။ဒါအပြင်လေးစိတ်တာဝန်ရှိသူတွေကလည်းအဲ့ဒီလိုအသိဝင်နေနဲ့ပတ်သက်ပြီးတော့ကြိုးပတဲ့တတိပေးထားတာမျိုးတွေ လှုပ်လာကြပါတယ်။ဒါကြောင့်အခုဆိုရင် လေစိတ်ရဲ့အတက်မှတ်နေရာတွေမှာအလူကန်တာမျိုးတွေမလှုပ်ဖို့အတွက်တားမြစ်ထားကြသလိုအလူကန်ရှိတဲ့နေရာတွေမှာလည်းအလူကန်ရှိတဲ့နေရာတွေမှာလည်းရှိကြအောင်အတိပေးထားကြပါတယ်။ဒီဥပမာကိုကြည့်ခြင်းအပြင်အပေးအယူစီးမြင်ဟာအားကောင်းတဲ့အတွက်ကျွန်တော်တို့ကစန့်ကျင်တွန်းလှန်မဲ့အစားရှောင်လွှဲဖို့နီးကူတာတုံးရကြောင်တွေ့နိုင်ပါတယ်။တို့ရဲ့ view ဟာကိုအထောက်အကံပြုထားတဲ့အပေးအယူစီမင်းဟာ အားကောင်းပြီးတော့အကျိုးအမြတ်ရှိလုံးတဲ့အတွက်ကျွန်တော်တို့အနေနဲ့အသုံးချလိုကြပါတယ်။နိုင်ငံရေးမှာလည်းအဘေးအယူစီးမင်းရဲ့အစွမ်းတက်တီကိုမြင်နိုင်ပါတယ်။အဘေးအယူဗျူဟာတွေကိုအစ်င့်တိုင်းမှာတွေ့နိုင်ပါတယ်။ထိတ်ဆုံးအစ်င့်ဖြစ်တဲ့ရွေးကောက်ကန်ကိုယ်စားလှယ်တွေဆိုရင်အချင်းချင်းနိုင်ငံရေးဆိုင်ရာအဘေးအယူတွေလှုပ်ပြီးတော့နိုင်ငံရေးကိုမဟာမိတ်နိုင်ငံရေးအဖြစ်အသွင်ပြောင်းလိုက်ကြပါတယ်။ကိုယ်စားလှယ်တယောက်ကမူကြမ်းတစ်ခုစီမံချက်တစ်ခုတင်သွင်းတဲ့အခါ မတင်မတဲ့သူကထောက်ခံမဲပေးတဲ့အချိန်မျိုးတွေဆိုရင်အဲ့ဒါဟာတင်သွင်းသူကိုကျေးဇူးပြန်ဆက်တယ်လို့ယူဆနိုင်ပါတယ်။လန်ဒန်ဂျွန်ဆင်ရဲ့အစောပိုင်းအုပ်ချုပ်မှုကာလတွေမှာလင်ဒန်ဂျွန်ဆင်ရဲ့အစောပိုင်းအုပ်ချုပ်မှုကာလတွေမှာသူ့ရဲ့မူကြမ်းအများစုကိုလွတ်တော်ကခွင့်ပြုခဲ့တဲ့အပေါ်နိုင်ငံရေးသူတေတီအနေနဲ့အန်အောနိုင်ငံရေးသူတေတီတွေအနေနဲ့အန်အောခဲ့ရဘူးပါတယ်။တင်သွင်းသူတွေနဲ့စန့်ကျင်ဘက်အယူအဆရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေကပါ ထောက်ခံပေးပြီးခဲ့ကြတာပါနိုင်ငံရေးသိပ္ပံပညာရှင်တွေရဲ့အသေးစိတ်ကွဲခြားလေ့လာမှုကနေတွေ့ရှိခဲ့ရတာကတော့တမ္မထဂျွန်ဆင်ရဲ့အောင်မြင်မှုတွေဟာသူ့ရဲ့နိုင်ငံရေးပါနှံ့မှုကြောင့်ဆိုတာတက်အင်ဖြူရုံနဲ့လွတ်တော်မှာသူအာနာရှိခဲ့စဉ်ကာလကတခြားသူတွေကို ပေးထားနိုင်ခဲ့တဲ့အကူအညီကပိုအရေးပါကြောင်းကိုတွေ့ရှိခဲ့ပါတယ်တမရတရားအနေနဲ့အဲ့ဒီလိုအကူအညီပေးခဲ့တာတွေကနေတစ်စက် မူရန်တင်သွင်းတဲ့အခါထောက်ခံမဲ့အများစုကိုခတ်မှန်မဲ့ရခဲ့တာပါဒီအချက်ကပဲတမရဂျမီကာတာလက်ထံမှာအထက်လွှတ်တော်အောက်လွှတ်တော်နှစ်ရက်လုံးမှာဒီမိုကရက်တွေများခဲ့ပေမဲ့သူ့ရဲ့မူကြမ်းတွေထောက်ခံမဲ့နေခဲ့ရခြင်းနေခဲ့ရခြင်းအကြောင်းအရင်းဖြစ်ဟန်တူပါတယ်ကာတာဟာကက်ပီတယ်ဟင်းနာမည်ပြင်ပကနေတမရဖြစ်လာတာပါ သူကဝါရှင်တန်ပြင်ပကဖြစ်တဲ့အကြောင်းကိုအခြေပြုပြီးတော့မဲဆွယ်ခဲ့ပါတယ် သူအနေနဲ့ဝါရှင်တန်ကဘယ်သူစီမာမအကျူးကျေးဇူးကျွေးရှိမနေဘူးလို့ဟစ်ကြွေးခဲ့ပါတယ်။သူတမရဖြစ်လာချိန်မှာကြုံခဲ့ရတဲ့အဆိုတင်သွေးရေးပြဿနာတွေဟာအဲ့ဒီလိုသူ့အပေါ်မှာအကျူးကျေးဇူးကျွေးတင်နေတဲ့သူ မရှိရကနေလာတယ်လို့ဆိုနိုင်ပါတယ်။နောက်တစ်ဆင့်မှာတော့တရားရေးဝန်ထမ်းတွေဥပဒေရေးရာအရာရှိတွေကိုလက်ဆောင်ပန်းနာတွေပေးကျင်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့အဲ့ဒီလိုလက်ဆောင်ပန်းနာပေးခြင်းကိုတားမြစ်ထားတဲ့ဥပဒေတွေစီမှာအပေးအယူစီးမင်းရဲ့ စွမ်းအားကိုမြင်နိုင်ပါတယ်။တရားဝင်နိုင်ငံရေးအကူအညီတွေကသူတို့နှစ်သက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကိုအားပေးထောက်ခံတာတဲ့ပို့ပါတယ်။အဲ့ဒီအကူအညီတွေကတစ်ချိန်မှာပြန်ရနိုင်မဲ့ရင်းနှီးမြှုပ်နှံမှုသဘောပါပဲ။ရွေးကောက်ခံနှစ်ပတ်စလုံးကိုအကူအညီတွေပေးတဲ့ကုမ္ပဏီအဖွဲ့အစည်းတွေကိုကြီးလိုက်မယ်ဆိုရင်အဲ့ဒီရည်ရွယ်ချက်တွေကပိုပြီးတော့ပေါ်လွင်ပါတယ်။လွယ်လွယ်နဲ့မယုံတတ်တဲ့သူတွေအနေနဲ့လုပ်ငန်းရှင်တွေကအခုလိုနိုင်ငံရေးအကျိုးအမြတ်မျှော်ကိုးတဲ့အဖြစ်အတော့ဥပမာလိုချင်ရင်တော့ Charles Keaton Jr. နောက်တစ်ချိန်မှာတော့ငွေစုငွေချေးပြက်ကတ်မှာတရက်ခံအဖြစ်တရားစွဲခံရသူရဲ့ပွင့်ပွင့်လင်းလင်းဝန်ခံချက်ကိုကြည့်နိုင်ပါတယ်။ American လွှတ်တော်အမတ်9ယောက်ကိုဒေါ်လာ1.3တန်းလှူဒန်းခဲ့မှုနဲ့သူတို့ရဲ့ Charles Keaton ဘော Charles Keaton အပေါ်မျက်နှာသာပေးမှုအကြောင်းမှာဆက်နွယ်မှုရှိသလားဆိုတဲ့မေးခွန်းကိုမေးခင်ရချိန်မှာတော့သူကကျွန်တော်အခိုင်အမာဆုံးပြောချင်တာက အဲ့ဒီလိုဖြစ်ဖို့မျော်လင့်တာပါပဲဗျာတဲ့မြေပြင်အဆင့်မှာတော့ပြည်တွင်းကနိုင်ငံရေးပါတီတွေဟာကိုယ်စားလှယ်တွေရွေးကောက်ကန်ရဖို့နေလန်းတစ်ခုကိုတွေးရှိခဲ့ပါတယ်အဲ့ဒါကတော့မဲဆန္ဒရှင်တွေကိုနေပယ်အစုံမအကူအညီလေးတွေပေးတာပါပဲစီယုံကြီးသမားတွေဟာအခုတက်သည့်အခုပုံစံနဲ့စီယုံကြီးသမားတွေဟာအခုတက်သည့်အဲ့ဒီပုံစံနဲ့အလုံးလုံးနေပါသေးတယ်ဒါပေမဲ့အကူအညီနဲ့ထောက်ခံမှုကိုလဲလှယ်ကြတာကတာမန်ပြည်သူတွေတည်းမကပါဘူး 1992ခုနှစ်တမရရွေးချယ်ကံမဲဆွယ်စည်းရုံးရေးကာလမှာတရုတ်ဆောင်မင်းသမီး Solly Gellman Solly Gellman ဟာ Democratic အမတ်လောင်း Jerry Brown အတွက်သူ့ရဲ့နာမည်ကျော်ကြားမှုကိုအသုံးပြုပြီးတော့ကိုကြီးမဲဆွယ်ခဲ့တဲ့အပေါ်ဘာကြောင့်လဲလို့လူတွေမေးခဲ့ကြပါတယ်။သူ့ရဲ့အဖြေကတော့လွန်ခဲ့တဲ့အနှစ်20ကကျမအိမ်ပြောင်းတော့သူငယ်ချင်း10ယောက်ကိုအခုအညီတောင်းခဲ့ပါတယ်။ရောက်လာခဲ့တာကတော့သူတယောက်တည်းပါပဲတဲ့။ အဘေးအယူစီးမြဲရဲ့စွမ်းအားကိုအယောင်ဝင်နေပင်မှာလဲတွေ့နိုင်ပါတယ်။ဥပမာပေးနိုင်တဲ့အဖြစ်တွေကများပေမဲ့အခမဲ့သုံးဆောင်နိုင်ခွင့်ဆိုတဲ့အယူအဆကစင်ဘွားလာတဲ့ဖြစ်စဉ်တစ်ခုကိုဆွေးနွေးကြည့်ကြပါမယ်။အခမဲ့သုံးဆောင်ခွင့်ဟာအယောင်မြင့်တေးရေးပိုင်းမှာတတ်တန်းအရာရောအတုံးဝင်မှုအရာပါကြာရှည်ခဲ့ပါပြီ။အခြေအနေအများစုမှာတော့အလားအလာရှိတဲ့ဝယ်လက်တွေကိုကုန်ပစ္စည်းနမူနာပေးပြီးချိန်မရိုက်စမ်းသပ်ဈေးပါတယ်။ ဒါကကုန်ပစ္စည်းရဲ့အရေးအသွေးကိုချားပြခြင်းနဲ့ထုတ်လုပ်သူရဲ့ဆန္ဒစစ်စစ်ပါပဲဒါပေမဲ့ဒီနည်းလမ်းရဲ့တိမ်မွေးမှုတစ်ခုမှာတော့နမူနာပစ္စည်းလေးတွေကလက်ဆောင်သဘောမျိုးနဲ့တက်ရောက်တဲ့အတွက်အဘေးအယူစီးမြင်းနဲ့ဆက်နွယ်သွားတာပါဂျူဂျစ်စုနီလန်တိုင်းနမူနာပစ္စည်းလေးတွေပေးတဲ့အယောင်ဝန်ထမ်းဟာပစ္စည်းအရေးအသွေးကိုရိုးရိုးသားသားစမ်းသပ်ကွက်ပေးတဲ့ပုံစံမျိုးနဲ့ကျေးဇူးကျွေးတင်တဲ့စွမ်းအားကို အသုံးပြုလိုက်တယ်လို့ဖြစ်သွားပါတယ် နမူနာပစ္စည်းတွေပေါ်ပေါ်တည်တည်အသုံးများတဲ့နေရာကတော့ကုန်တိုက်တွေပါကုန်တိုက်တွေမှာဆိုရင်ဈေးဝယ်သူတွေကဒိန်ခဲတွေအသားတွေစသဖြင့်ပစ္စည်းမျိုးစုံကိုနမူနာသုံးဆောင်ခွေရကြပါတယ်ပေါ်ပေါ်ရွရွရှိတဲ့ဝန်ထမ်းတွေစီကနေနမူနာပစ္စည်းကိုပဲစားပြီးလက်ဗလာနဲ့ပြန်ထွက်သွားဖို့လူအများစုကအားနာကြပါတယ်ဒါကြောင့်သူတို့တွေကကုန်ပစ္စည်းကိုပြောရလောက်အောင်မကြိုက်တဲ့အတိုင်းအနေချင်းချင်းဖြစ်ဖြစ်ဝယ်ယူဖြစ်သွားပါတယ် Vance Packet ရဲ့ The Hidden Persuader နောက်ွယ်မှာသွေးဆောင်သူများစာအုပ်မှာအဖြစ်အပျက်တစ်ခုကိုပြောပြထားပါတယ်။အိန္ဒိယနာကုန်တိုင်းတစ်ခုမှာအယောင်ဝန်ထမ်းတစ်ယောက်ဟာနိုင်ပိုင်းအတွင်းဒိန်ငယ်ပေါင်းဒိန်ငယ်ပေါင်းတထောင်ရောင်းချနိုင်ခဲ့တဲ့အကြောင်းပါ။သူကဒိန်ငယ်ဒုံးကြီးကိုအပြင် ထုတ်လာပြီးတော့ဈေးဝယ်သူတွေကို ကိုယ်တိုင်လှီဖြတ်စေခဲ့ပြီးတော့အခမဲ့သုံးဆောင်စေခဲ့ပါတယ်။ဟုတ်ကဲ့။ ျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဩဇာတိတ်ကမစာအုပ်အပိုင်း3ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sunipo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်ရဲ့အသွေးသွေးနဲ့ကတ်သုံးပါးမှာအမြဲဆုံးကြော်လွှားပြီးတော့ငြိမ်းချမ်းသောဘဝမှာ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာ